ဒီနေ့ကျွန်တော်ပြောပြအောင်မယ်ကျောင်းအရတော့ကာယုနာရူတုကတ်ဆိုတာပါလေโอเคကာယုနာရူတုကတ်ဆိုတာကတော့ကျွန်တော်တို့ဒီ training ကတ်ဒီရဲ့ဘိုးကြီး Pokemon လိုမျိုးပါပဲโอเคပါကျောကတ်ဒီကို collecting လုပ်လို့ရတယ် trading လုပ်လို့ရမယ် buying လုပ်လို့ရမယ် selling လုပ်လို့ရမယ်အဲ့လိုမျိုးပေါ့ဘောရရကတော့ကျွန်တော်တို့ pokemon နဲ့ပုံစံတူတယ် နောက်သူကတ်တီပါပဲဒါပေမဲ့သူကတရုတ်ကထုတ်တာပါကာယူဆိုတဲ့တရုတ်ကထုတ်တာပါပြောရရင်တော့ပိုကီမွန်ကတ်တီလိုပါပဲကျွန်တော်တို့ဒီလိုဘူစတာပေါက်တွေနဲ့လာမယ်အဲဘူစတာပေါက်ထဲမှာပက်လေးတွေပါမယ်အဲ့ဒီပက်လေးတွေကမှကျွန်တော်ကတ်တီဆွဲရပူရမယ်အကြရင်ကျွန်တော်တို့ဒီလိုကတ်တီရလာပါမယ် ဒီကာယူကတော့တရုတ်မှာထွက်တာတော့တော်တော်ကြာပြီပေါ့နော်ပြီးတော့ဘယ်လိုမျိုးဖြေရှိလဲဆိုတာကျွန်တော်စီးရီးကိုတစ်ချက်ပြောပြပေးပါမယ်ကျွန်တော်စီးရီးတွေကတော့ကျွန်တော်တို့သူ့မှာကတိုက်ရတစ်ခုမှာ wave 1 wave 2 wave 3 wave 4 wave 5 wave 6ပေါ့နော် wave 8ထိလည်းရှိရင်ရှိပါတယ်တချို့တိုက်ရတွေမှာအဲ့လိုပေါ့တိုက်ရ1 wave 1 2 3 4 5 6 8အဲ့လိုမျိုးထိရှိလိုက်တာသူကသူ့မှာကတိုက်ရ4 4အထိရှိပါတယ်တိုင်ယာ4မှာမှဝေးဘယ်လောက်ထိလဲတော့ကျွန်တော်တိကျမမှန်းမိတော့ပါဘူးခင်ဗျာအဲ့တော့သူကတရုတ်မှာထွက်ထားတာဆိုလို့ရှိရင်စီရီဘောင်း20ကျော်30လောက်လို့ရှိထင်ပါလေအဲ့ဒီတော့သူ့မှာကတ်တီးရအရန်လှရပေါ့နော်ပြောချင်တာသူရဲ့ကတ်တီးရကလတင်လို့ဖို့အတွက်အရန်တင့်တော်တယ်ဒီအက်တီးရအရန်လှတယ်အဲ့လိုပေါ့အဲ့တော့ကလတင်လို့ဖို့နောက်တူဖန်နေဆိုရင်တော့သဘောတူမှာပါ ကတ်တွေတော်တော်လှပါတယ်ဒီကတ်ရဲ့ app တွေကတော်တော်လှပါတယ်ကုလို့တဲ့ Pokemon community လောက်တော့မကျေပြန့်သေးပါဘူးအဲပြောမှဆို Pokemon community လောက်မကျေပြန့်သေးတဲ့အပြင်အခုလက်ရှိသူ့နောက်ကလိုက်လာတယ် One Piece ပေါ့နော် One Piece TCG community ကိုတော့မှီလူနေပါပြင်နေပါပြီဘာလို့လဲဆိုတော့သူကတ်တွေကတရုတ်ကတ်တွေဖြစ်နေရတယ်ပါပါတယ်အဓိကကတော့ဒီနာရူတိုကတ်တွေကတရုတ်ကတ်တွေဖြစ်တဲ့အတွက် အဲအနောက်နိုင်ငံတော်တော်များများကော်လက်တာတွေကတိတ်သဘောမကျကြဘူးနော်။ဘာလို့သဘောမကျလဲဆိုတော့သူတို့ကဒီကက်တွေကိုသူတို့ကော်လက်လုပ်ပြီးသွားလို့ရှိရင် ပြန်ပြီး trade လုပ်မယ်ဆဲလုပ်တဲ့ခါကျရင် value မရှိမှာတော့သူတို့ကြောက်လို့ပေါ့နော်။တရုတ်ကက်တွေပဲလို့။အဲ့ဒါကလည်းအချိန်တိုင်းတာတစ်ခုတည်းပါပဲ။ဘာလို့လဲဆိုတော့စိတ်မပူပါနဲ့ကျွန်တော်တို့ဒီကာယူကနေပြီးတော့အင်္ဂလိပ်ဘာရှင်အနေနဲ့ series 1ကို US မှာစပြီးတော့ ဖြန့်လိုက်ထုတ်လိုက်ပါပြီပေါ့နော်စီးရီးကစားထုတ်လိုက်ပြီအဲ့တော့ community ကအသေးစားလေးတခုတော့နောက်နိုင်ငံတွေမှာဖြစ်တော့ဖြစ်လာနေပါပြီဘာလို့လဲဆိုတော့ကျွန်တော် group တွေ join နေတာတွေဝင်ကြည့်လိုက်လို့ရှိရင်နောက်နိုင်ငံလူတွေနောက်လူ fan တွေလည်းပေါ်ကြရပြီးများကြရဲဆိုတော့သူကဒီကောင်စိတ်ဝင်စားနေ collecting လက်စားလုံးနေကြတာတွေ့တယ်တော်တော်များများလေးမေးကြတယ်ပေါ့ဘာလို့လဲဆိုတော့အင်္ဂလိပ်စီးရီးကိုပဲသူတို့ကသဘောကျကြတာကို collect လုပ်ချင်ကြတာဆိုတော့ E1 ကိုသူတို့ထုတ်ထားတာတော့တိတ်မကြသေးပါဘူး အဲဒါအပြင်အခုဒီလာလေးလာနောက်လာလေးလာမြေ series 2ကထပ်ထုတ်ကြီးညာပြီးရပါပြီအဲ့တော့ဘယ်လိုဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ series တွေများလာတဲ့ချိန်ကြာရင် ကတ်တီစိတ်ဝင်စားမှုလူတွေပိုများလာလို့ရှိရင်တို့ community ကပိုကြီးလာရင်ကျွန်တော်တို့ trading တွေ buying တွေ selling တွေကပိုပြီးအလုပ်ဖြစ်လာမျိုးပေါ့နော် community ပိုကြီးလာလို့ရှိရင်အဲ့ဒီတော့အဲအခုလေးကစပြီးတော့ collab လုပ်မယ်ဆိုရင်တော့ပိုကောင်းပါတယ်ဘာလို့လဲဆိုတော့နောက်ပိုင်း Pokemon လိုပဲပေါ့တည်ရမယ်အရန်ကြီး လူကြိုက်များလာတဲ့အချိန်ကျမှကိုစားစုမယ်ဆိုလို့ရှိရင်ဒီအရင်ကိုဈေးနည်းနည်းနဲ့ရခဲ့မဲ့ဟာတွေကအဲ့ချိန်ကျဈေးရရန်ကြီးသွားပြီပေါ့နော်အဲ့လိုအဲ့လိုတစ်ခုလောက်ရှိပါတယ်ပြီးတော့ဘာလို့စုတင်လဲဆိုတော့အခု CD1 လောက် CD1 မှာပါတဲ့ဟိတ်ကတ်တွေကအဲ့လောက်ထိမလာသေးဘူးလာသေးဘူးဆိုပေမဲ့လေဒါအိုးကတ်အနေနဲ့တော့စာစုသင်ပြီပေါ့နော်အဲဒါမဲ့ကျွန်တော်ပြောနေတာကဒီ CD တရုတ်မှာထွက်တဲ့ CD ကြီးလိုက်လို့ရှိရင် နောက်ပိုင်းထွက်တဲ့ CD ဆိုအရန်လှတယ်သူရဲ့ cut အတီးကအရန်လှရတဲ့အတွက်အဲ့ဒီ cut တွေဒါနောက် CD တွေအင်္ဂလိပ်ဘာရှင်းမှာပါလာခဲ့လို့ရှိရင်လုံးဝလူကြိုက်များလာမယ်ပေါ့နော်အဲ့တခုတော့ရှိတယ်ပြီးတော့ cut ရဲ့ value တွေကဘယ်တော့တက်လာမလဲမသိဘာလို့ဆိုတော့သူရဲ့ cut အတီးကတော်တော်လှရတယ်မှာပါတယ်အဲ့တော့တကယ်လို့အင်္ဂလိပ်ဘာရှင်းထွက်လာတဲ့အချိန်ကြလို့ရှိရင်အကတ်ဒီပါလာလို့ရှိရင်ကျွန်တော်ထင်တယ် community ပိုကြီးလာမယ်စိတ်လူး အခြားဘောနော်ဆွဲဆောင်လာနိုင်မယ်တခြား fan မဟုတ်တဲ့လူတွေကိုတော့မှ collab လုပ်ဖို့အတွက်အဲဘယ်လိုပြောမလဲ collab လုပ်ချင်လောက်ဆွဲဆောင်ဆွဲဆောင်လာနိုင်တဲ့အနေအထားရှိရသူရဲ့ကတ်တွေကတ်အက်တွေကတော်တော်လှပါတယ်နောက်ပက်လော့တွေမှာမှားရပါတယ်အင်္ဂလိပ်ဗာရှင် CD1 နဲ့ကျွန်တော်ဖောက်ကြည့်ဦးမှာပါ booster တစ်ပေါက်မှားရတယ်ပြီးရင်အဲကျွန်တော်တရုတ်ဗာရှင်တွေက great cut ပေါ့နော် great cut great ထုတ်ထားတဲ့ကတ်လည်းမှားရတယ်အဲ့ဒါလေး ရောက်လာခြင်းညာနဲ့တစ်ချက်ကျွန်တော်ပြပေးပါမယ်ကျောစီမှာဂူလို့စေအဲရမ်းမြင်းနဲ့ကတ်ကြီးတွေတော့မရှိဘူးကျွန်တော်ကအမြင်ဆုံးကအဆက်စာနဲ့ UR ပဲရှိမယ်တကယ်မြင်းနဲ့ကတ်ကြီးတွေရဲ့အလှအောက်ကျွန်တော်မှားလာပါတယ်အဲ့ဒါတွေရောက်လာရင်ပြပါမယ်တစ်ချက်ပြီးတော့တရင်တစ်ခုရှိတာကအနာဂတ်မှာကတ်တီက value ရှိလာနိုင်တယ်လို့ကျွန်တော်ဘာလို့ပြောလဲဆိုတော့ PSC ပေါ့နော်အကုန်လုံးသိပါပါဒီ TCG တွေ Pokemon တွေ DCG တွေစုရလို့ဆိုတည်ပါတယ် PSA ဆိုတာဒီပေါ့နော် grading company ပေါ့ဒီ number 1ပေါ့နော်ဒီ number 1လို့ပြောလို့ရပါတယ်ကျွန်တော်ဒီကက်တီထဲမှာအကုန်လုံးအဲ့ဒီ company ကနေပြီးတော့ PSA ကကြော်ညာလာပါတယ်ကျွန်တော်ကာယူနာတို့ကက်တီကိုစပြီးတော့ grading လုပ်ပြီးတော့မယ်ဆိုပြီးတော့ပြောရပါတယ်အဲ့မှာဘာပါလဲဆိုတော့အရင်တော့ဆိုကျွန်တော်တရုတ်ဘာရှင်းကိုလက်မခံဘူးဗျ။ Chinese ဘာရှင်းပါဘူးလက်မခံဘူးလေ။ဘာလို့လဲဆိုတော့ series အရမ်းများသူတို့ကပြောမလို့ globally ထွက်လာတဲ့ဟာတွေမဟုတ်တော့သူတို့ကဘယ် series ကတ်တယ်မှမသိရတဲ့အတွက် grading လောက်ကတာခက်တယ်ပေါ့နော်ခက်တဲ့အတွက်ဒီ watching တွေကိုမလုပ်ပေးဘူးပေါ့နော်အခုကြီးညာလာရတာတော့ PSA ကနောက်တို့ကာယူနဲ့ကာယူနဲ့ official collaboration လုပ်လိုက်ပြီးတော့ပြောရတာတော့သူတို့အင်္ဂလိပ် version ကိုလည်း grading လုပ်ပေးမယ် Chinese version တွေကိုလည်း grading လက်ခံနေပါပြီတဲ့အဲ့တော့ လူကြီးမင်းတို့ကတ်ကောင်းကောင်းလေးတွေရပြီဆိုလို့ရှိရင် grading စိတ်ဝင်စားရင် grading စလုပ်လို့ရပါပြီ PSC မှာအဲ့ဒါပါပဲအဲ့တော့ပြောချင်တာက collating လုတ်တင်လားမလုတ်တင်လားဆိုတော့ကျွန်တော်ကတော့လုတ်တင်တယ်လို့အားပေးပါတယ်ပြီးတော့ကျောင်းနေပြောမှာမြန်မာနိုင်ငံမှာကဒီကာယူ community မရှိသေးဘူးနော်နာရုတို့ကတ်ဒီရဲ့ဒီကာယူကထုတ်လင်းနာရုတို့ကတ်ဒီရဲ့ community မရှိသေးတဲ့အတွက်အဲကိုတယောက်တည်းချိန်မယ်ဆိုရင်တော့ ဒီကက်ရဲ့ value ကတက်လာမှာမဟုတ်ကိုကရောင်းချင်ချခြင်းနိုင်ငံသားကိုပို့ရမယ်နေသားဖြစ်နေတော့ဘာဖြစ်လဲဆိုတော့အကြရင်ဒီပေါ့နော်ကျော် shipping ကားတွေပို့ဈေးကြီးမယ်ဝယ်ခြင်းတော့မှကိုလိုချင်တဲ့ကက်ကိုဝယ်ခြင်းတော့မှနိုင်ငံသားကနေလမ်းမှာမှာဖြစ်တဲ့အတွက် shipping ကားရဲ့ဈေးကြီးပါမယ်အဲ့တော့ကျွန်တော်ဘူလီကစပြီးတော့နော် community လေးနည်းနည်းရှိလာရင်ဘာဖြစ်လာမလဲဆိုတော့ဒီ local shop တွေကဒီကက်တွေကိုမာပြီးတာတော့သိရမှာဟုတ်ဥမာပေါ့တယ် ဘူစတာပေါက်တွေကြောင်းမိတာတော့ဘာလို့ဆိုလို့ရှိရင်တော့ community ပို့ပြီးတော့ကြီးလာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ now to fan ရလဲမြန်မာနိုင်ငံမှာများပါတယ်အများကြီးတော့ဒီ community ဖြစ်လာမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီကျွန်တော်အောက်မှာ link တွေမှာ link လေးထားပြမှာကျွန်တော်ဟိုပေါ့နော်ဒီ kayu now to get community မြန်မာပေါ့နော်မြန်မာ group ကျွန်တော်ပြုလုပ်ပေးထားပါတယ်အမှကျွန်တော်ဒီ kayak နဲ့ပတ်သက်တဲ့ knowledge knowledge တွေ share ပေးမယ် ြီးလို့ရှိရင်ဒီ gradient လေးအကြောင်းလေးပြပြပေးမယ်အဲပြီးသွားလို့ရှိရင် value တွေဘယ်လို backup တွေဘယ်လို value တွေရှိတယ်ပြီးရင်ဘယ် CD မှာဘယ် hiccup တွေပါလဲဆိုတာကိုကျွန်တော်ပြပြပေးပါမယ်အဲ့တော့ကျွန်တော်ရဲ့ဒီ YouTube ဖြစ်ဖြစ် Facebook ဖြစ်ဖြစ် TikTok ဖြစ်ဖြစ် like follow subscribe လုပ်ပြီးတော့အားပေးကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye